I am going to study. I will study. So ဒီ test နှစ်ခုကဘလို့ကွာလဲဘလို့နေရာမှာသုံးရမလဲဘလို့အခြေအနေမျိုးမှာ where ကိုသုံးရမလဲဘလို့အခြေအနေမျိုးမှာ going to ကိုသုံးရမလဲအတူရောအတူတူပဲလားဒါမှမဟုတ်လို့ရှိရင်ကွဲတာလားကွဲတယ်ဆိုလို့ရှိရင်ဘလို့ ခြားနာရတယ်ပေါ့เนาะဒီနေ့ဗီဒီယိုမှာပြောပြအောင်ဖြစ်ပါတယ် Hi အားလုံးမင်္ဂလာပါ Welcome back to my channel my name is Tu ကျွန်တော်နာမည်က Tu ပါကျွန်တော် YouTube channel မှာကျွန်တော်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ tips တွေကို share ပေးနေတာဖြစ်ပါတယ်ကျွန်တော် YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ထားပြီးပြောချင်ပါတယ် So without further ado let's get started ဒီနေ့ဗီဒီယိုမှာတော့ future tense နဲ့ပတ်သက်ပြီးတော့အရှင်းပြပေးသွားမှာဖြစ်ပါတယ် future tense မှာ tense တွေပဲနှစ်ခုလောက်ရှိတယ်ဒီရှိရှိသမျှ tense တွေအကုန်လုံးကိုဘလို့နားလည်လေအောင်ဘလို့မှတ်ထားမလဲဘလို့လေ့လာမလဲ ဘလို့အချိန်မှာဘလို့ test တွေကိုသုံးရမလဲဘယ် test တွေကဘလို့กว่าလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာအစအဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ future tense နဲ့ပတ်သက်ပြီးတော့ရှုပ်နေရရှိရဆိုလို့ရှိရင်အခုဗီဒီယိုကိုအဆုံးထိကြည့်ဖို့ပြောချင်ပါတယ် Okay ပထမတစ်ခုအနေနဲ့ going to ကိုကြည့်ကြရမယ် going to ဆိုတော့ကျွန်တော် story တွေတစ်ခုပြောပြီးတော့ရှင်းပြပါမယ်ကျွန်တော်ဒီတစ်ပတ်ကြာလို့ရှိရင်မဝင်ခါချက်စားပါမယ်ဝင်ခါချက်စားမယ်ပေါ့နော် ဆိုတော့ကျွန်တော်ချက်စားမယ်ဒီတစ်ပတ်ကြာလို့ချင်းမွေးငါချက်စားမယ်လို့ကျွန်တော်ဆုံးဖြတ်ထားပြီးသားစဉ်းစားထားတာဖြစ်တဲ့အတွက်စဉ်းစားထားတယ်ဒါမှမဟုတ်ရှင်လည်းဆုံးဖြတ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်က going to ကိုတုံ့ပြန်ပြောပါမယ် this weekend i am going to cook မွေးငါ this weekend i am going to cook မွေးငါဆိုတော့ဒီပတ်ကြာလို့ရှင်ကျွန်တော်မွေးငါချက်စားမယ် ဆိုတော့ဒါကအမွေငန်းချက်စားမယ်ဆိုတာကျွန်တော်အခုပြောနေတဲ့အချိန်မှာပဲလက်တော်တော်စိတ်ကူးပေါက်ပြီးတော့ချက်စားမယ်လို့ပြောတာမဟုတ်ဘူးကျွန်တော်စဉ်းစားနေပြီးသားဒီဟာကိုတောက်လျှောက်စဉ်းစားလာနေပြီးသားကျွန်တော် planning လုပ်နေပြီးသားဒါမှမဟုတ်ရှင်လည်းစဉ်းလုပ်ဖြစ်မယ်ဆိုပြီးတော့လုပ်မယ်ဆိုပြီးတော့ကျွန်တော်ကစဉ်းစားထားပြီးသား plan လုပ်ထားပြီးသားဖြစ်တဲ့အတွက် going to နဲ့ပြောပါတယ်နောက်တစ်ခုဥပမာကြည့်ကြမယ် I am going to do laundry this afternoon ဒီညနေကြလို့ရှင်ဝှက်လျှော်မယ်ငါဝှက်လျှော်မယ်ဒီညနေကြလို့ရှင်ဒါမှမဟုတ်ရှင်လည်း tonight I'm going to do laundry tonight. So ဒီညကြာလို့ရှင်အင်းကအဝတ်လျှော်မယ်။ဒါကကိုဖါကိုဆုံးဖြတ်ပြီးသားစဉ်းစားပြီးသားဖြစ်တဲ့အတွက် going to နဲ့သုံးပါတယ်။ဟုတ်ပြီကျွန်တော်မွေးကချက်မယ်။မွေးကချက်မယ်ဆိုတာကိုကျွန်တော်တငယ်ချင်းကိုလည်းကျွန်တော်ပြောထားတယ်။ပြောထားတော့အာသူကလည်းမွေးကချက်တဲ့နေရာမှာဆရာတစုအာ recipe ကိုကိုထက်နည်းနည်းပို့တည်တယ်။အတယောက်တည်းချက်လို့ရှင်လည်းမရဘူးလားဆိုတော့ရတယ်။ဒါပေမဲ့ तू ကူညီရဲဆိုလို့ရှင်ပို့ပြီးတော့မှအလုပ်ပြီးတယ်ညံ့ညံ့ပြီးတယ်။ အဲပို့ပြီးတော့မှ work down ဖြစ်တယ်ပေါ့နော်ဆိုတော့သူကလည်း agree ဖြစ်တယ်ကျွန်တော်ကဒါကူညီမယ်လို့ပြောတယ်ဆိုတော့သူ့အနေနဲ့ကျွန်တော်ကိုကူညီမယ်ဆိုတာဆုံးဖြတ်ပြီးသားအာ plan လုပ်ပြီးသားကျွန်တော်တို့အချင်းချင်းအာ agree ဖြစ်ပြီးသားသူလည်းလုပ်မယ်လို့သူဆုံးဖြတ်ပြီးသားစဉ်းစားပြီးသားဖြစ်တဲ့အတွက် he is going to help me my friend is going to help me so going to နဲ့တောင်းပါတယ် my friend is going to help me အမောရှင်နဲ့ဆက်ပြောလို့ရသေးတယ် my friend is going to hamming cook moinga ဆိုတော့ဒါကကျွန်တော်တို့ plan လုပ်ထားတဲ့ဟာတွေကျွန်တော်တို့စဉ်းစားပြီးတော့ဆုံးဖြတ်ထားတဲ့လုပ်မယ်လို့ပြောဆုံးဖြတ်ထားတဲ့အရာတွေကိုကျွန်တော်တို့ပြောတဲ့အခါမှာ going to နဲ့သုံးပါတယ်နောက်တစ်ခုကကြတော့ present continuous tense ပါ present continuous tense so present continuous tense ကိုကျွန်တော်ဥပမာလေးတစ်ခုပေးပြီးတော့ကျွန်တော်စပြောပါမယ် this weekend i am playing football ဒါမှမဟုတ်ရှင်လေ this weekend ကိုနောက်ကနေပြောလို့ရတယ် I am playing football this weekend so ဒီအပတ်ကြာလို့ရှင်ဘောလုံးကင်မယ်ဘောလုံးကင်မယ်ပေါ့နော်ဘောလုံးတော့ကင်မယ်ပေါ့ဘောလုံးကင်မယ်လို့ပြောတာဆိုတော့ဒီရာဒီဒီဟာကလည်းဆွမ်းလာလို့ပဲ plan ပဲဒါပေမဲ့လုံးဝကိုမှကင်ဖြစ်မယ်ဆိုတဲ့အတိတ်ပဲပါတယ်အာဆိုလိုတာကသူများရဲ့နေညှိပြီးတာ plan လုပ်ပြီးတာ arrangement လုပ်ပြီးတာဆိုတော့ကင်မယ် ဘောလုံးကန်မယ်ဆိုတော့ဒါကဖြစ်ကိုဖြစ်မယ်ဖြစ်နိုင်ခြေအများဆုံးရှိတဲ့အရာကိုပြောတဲ့အခါမှာကျွန်တော်တို့တခါတည်း present continuous tense ကိုသုံးပြပါတယ်ဘာလို့ဆိုတနေ့ရောက်သွားမယ်ဆိုလို့ရှိရင်ငါသွားမယ်ဆိုလို့ရှိရင် I am going there တေချာနေပြီဒါလည်းကန်ဖို့တေချာနေပြီဆိုလို့ရှိရင် I am playing football this weekend ဘာလို့ဆိုငွေချင်းနဲ့ပြောပြီးသားအတိအနဲ့ပြောပြီးသား arrangement လုပ်ပြီးသားဖြစ်တဲ့အတွက်သူများရဲ့ arrangement လုပ်ပြီးသားဖြစ်တဲ့အတွက်ဖြစ်ကိုဖြစ်မဲ့အရာဖြစ်တဲ့အတွက်ကျွန်တော်တို့က present continuous tense ကိုတခါတယ်တိုက်ရိုက်တန်းတော့ပါတယ် I am playing football this weekend ဆိုတော့ဟုတ်ပြီကျွန်တော်ဆွမ်းနာ story လေးနဲ့ကျွန်တော်ချိတ်ဆက်ပြီးပြောမယ်မွင်းကချက်မယ်လို့ကျွန်တော်တငယ်ချင်းကကုညီမယ်လို့ပြောထားတယ်ဆိုတော့ဒါက तू ဒါမယ်လို့အသေးချာနေပြီဆိုတော့ तू လာမယ် तू လာမယ်လို့ပြောတယ်ဆိုတော့ तू လာမှာဖြစ်တဲ့အတွက် he is coming to my house तू လာမယ်ငါအင်္ဂလာနဲ့ပေါ့နော် he is coming to my house तू လာဖို့အသေးချာနေပြီ he is coming to my house so he is going to come လို့မတောင်းတော့ဘူး he's coming to my house ဘာလို့ဆိုတော့ तू နဲ့ agree လုပ်ပြီလား तू ပြောကူညီမယ်လို့လဲ तू ပြောရတဲ့အတွက် to ကုညီမှာဖြစ်တဲ့အတွက် သူဒါပဲ။လာဖို့ကလည်းသိချာနေတာဖြစ်တဲ့အတွက် he is coming to my house အလိုမျိုးပြောလို့ရပါတယ်။ဆိုတော့ဒါက present continuous tense ကိုတိုက်ရိုက်သုံးတာဖြစ်ပါတယ်။ဆိုတော့ဒါကလည်း future ကိုပဲညွှန်းတာပဲ။ဒါပေမဲ့ present continuous tense နဲ့သုံးပြီးတော့ပြောတာဖြစ်ပါတယ်။နောက်တစ်လုံးကကြတော့ present simple ပါ။ present simple ဆိုလို့ကျွန်တော်တို့ future tense ကို future tense ကိုကျွန်တော်တို့ present simple နဲ့ဘယ်လိုပြောလို့ရမလဲပေါ့ကျွန်တော်တို့ future ကာလတနာကက်ကာလကို ပြရတဲ့အချိန်မှာကျွန်တော်တို့ present simple နဲ့ပြောရတဲ့အရာတွေရှိပါတယ် present simple ကိုသုံးရတဲ့ expression တွေရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော် schedule တွေကျွန်တော်တို့ plan ထားပြီးသားအချိန်မှန်နဲ့ schedule လုပ်ထားတဲ့ဆွဲထားတဲ့ဟာတွေကိုပုံမှန်အပြင်များသောအပြင်ပြောမယ်ဆိုလို့ရှိရင်ယထာချိန်တို့ ဒီချိန်တို့ဘတ်စကားချိန်တို့ကိုပြောတဲ့အချိန်မှာကျွန်တော်တို့ present simple နဲ့တုံးပါတယ် present simple ဆိုတော့ဟုတ်ပြီကျွန်တော်ဥမာလေးနဲ့စပြောပါမယ်ဆောနာကကျွန်တော်ဥမာကိုပြန်ယူမယ်ကျွန်တော်တငယ်ချင်းကတော့ကျွန်တော်ကိုဝင်းကားချက်ဖို့ကူညီမယ်လို့ပြောပြီးသားကူညီမယ်သူကူညီမှာဆိုတော့ကျွန်တော်ရင်ကိုလာမယ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်သူကကြတော့ကျွန်တော်နေတဲ့နေရာထက်တော်တော်ကိုလှမ်းနေအာမြို့ဆိုလို့ရှိရင်ကြားထဲမှာ2မြို့လောက်ရှိရဲအဲ့တော့သူကယထာစီပြီးလာမှာဖြစ်တယ်အဲဆိုလို့ရှိရင်သူကမနှက်ဖြံကို ဘယ်အချိန်ကိုရောက်မလဲဆိုတော့သူ့ရဲ့ယထားချိန်က10နာရီရောက်မှာဖြစ်တယ်။ကျွန်တော်မြို့နေတဲ့အိမ်ကိုရောက်မှာမဟုတ်ဘူး။သူတော့နေတဲ့မြို့ကိုရောက်မှာဖြစ်တယ်။ဆိုတော့သူ့ရဲ့ယထားချိန်ကမနက်ဖြန်မနက်ကို10နာရီ။ဆိုတော့ his train arrives at 10 o'clock tomorrow morning. ဆိုတော့မနက်ဖြန်မနက်မှာ10နာရီမှာသူ့ရဲ့ယထားကဘယ်ချိန်မှာစိုက်မလဲဆိုတော့10နာရီမှာစိုက်မယ်။10နာရီမှာစိုက်မှာဖြစ်တဲ့အတွက် his train will arrive လို့မသုံးဘဲနဲ့ကျွန်တော်တို့က his train arrives at so simple present တခါတန်းသုံးတယ် his train arrives at 10 o'clock tomorrow morning ဆိုမနေ့ပြန်မနေ့ကိုသူ့ရဲ့ယထာကစင်နိုင်ကိုစိုက်မယ်ဘာလို့လဲဆိုတော့ဒီဟာကယထာတွေဒီ schedule လုပ်ပြီးတာဘယ်အချိန်မှာထွက်ပြီးဘယ်အချိန်မှာစိုက်မယ်ဆိုတာ schedule ဆွဲထားပြီးတာဖြစ်တယ်တခါတည်း present simple ကိုတခါတည်းတန်းသုံးလို့ရပါတယ်ဥမာယထာအချိန်ပဲဖြစ်ဖြစ်ဒင်းအချိန်ပဲဖြစ်ဖြစ်ဆိုက်ရောက်တဲ့အချိန်ပဲဖြစ်ဖြစ်ထွက်ခေါ်တဲ့အချိန်ပဲဖြစ်ဖြစ် သုံးလို့ရပါတယ် present simple နဲ့ပြောတယ် um bus ကားတွေထွက်တဲ့အချိန်မှ schedule ဆွဲထားပြီးသားဟာရဆိုလို့ရှိရင်လည်း the bus leaves blah 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 အဲ့လိုမျိုးပြောလို့ရပါတယ်ဆိုတော့ future tense ကိုမှကျွန်တော်တို့တေချာတဲ့ schedule လုပ်ထားပြီးသားဟာရဆိုလို့ရှိရင်ကျွန်တော်တို့ present simple နဲ့သုံးပါတယ်နောက်တစ်ခုကကြတော့ future simple ပါ future simple ဆိုလို့ရှိရင်ကျွန်တော်ဉာဏ်လုံးထဲမှာပေါ်လာတာကကျွန်တော် where နဲ့သုံးတာပါ where W I W I L L where where ကကြတော့ကျွန်တော်တို့ future ဆိုလို့ရှိရင် I will go I will eat ဆို where ကကြတော့လူတိုင်းသိပါတယ်ဆို where ရဲ့ future ကဒီ future sample ကဘလို့အခြေအနေမျိုးမှာတုံးတယ်ဘလို့ condition တွေမှာတုံးတယ်ဆိုတာကိုကျွန်တော်ပြောရင်းနဲ့ရှင်းပြပေးတော့မှာဖြစ်ပါတယ် going to နဲ့ကတော့ဘလို့လဲကော်တယ်ဆိုတာကိုကျွန်တော် ရှင်းပြတဲ့အချိန်မှာသဘောပေါက်ပါလိမ့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာလေးနဲ့ပြောကြည့်ပါမယ်ခေချားပါတော့ကျွန်တော်တို့မွင်းကားချက်မဲ့ချက်မဲ့ပြုတ်မဲ့ရက်ကိုတော့ရောက်ပြီဆိုတော့ကျွန်တော်တငယ်ချင်းအလာကိုကျွန်တော်စောင့်ရင်းနဲ့ကျွန်တော်ပြင်ဆင်စရာရှိရပြင်ဆင်နေတယ်ဆိုတော့ပြင်ဆင်နေတုန်းမှာပဲကျွန်တော်တငယ်ချင်းလာတာကိုလှမ်းတွေ့နေရပါတယ်တွေ့နေရတော့ကျွန်တော်တကားတော့ဖွင့်မယ် welcome တော့လုပ်မယ်ပေါ့နော်ကျူဆိုမယ်ပေါ့နော်တွားတဲ့အချိန်မှာပဲအာကျွန်တော်တငယ်ချင်းကအမ်သူလာတဲ့အချိန်မှာကျွန်တော်အတွက် present day တော်တော်များယူလာအတွေ့ရအထုပ်တွေအများကြီးပဲပေါ့နော်တဲလာတယ်ဝဲလာတယ်ပေါ့ဒါပေမဲ့ तू မနိုင်မနှင်းနဲ့တဲလာတယ်ဆိုတော့ကျွန်တော်တော့ချိုတဲ့အချိန်မှာ तू ကိုမနိုင်မနှင်းနဲ့တဲလာတွေ့တော့โอเคငါတော့ကုညီမရမယ်တော့ပြီးတော့မပေးမရမယ်ကုတဲပေးမရမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆုံးဖြတ်လိုက်တယ်ဆိုတော့ I will happen I will happen ဆိုတော့ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကသူ့ကိုသူ့အထုပ်တွေတည်ဖို့ကူညီဖို့ကျွန်တော်စီစဉ်ထားတာမဟုတ်ဘူး။ဟောချက်ချင်းပဲ letter law မှာကျွန်တော် spontaneous decision ကျွန်တော်ချမှတ်လိုက်တာချလိုက်တာကျွန်တော်ဆုံးဖြတ်လိုက်တာဆိုတော့အကူညီမရမယ်ငါကူညီမရမယ်ငါကူညီမယ် so i will help in ကူညီမရမှာဖြစ်တဲ့အတွက် i will help in so ချက်ချင်းပဲ decision လုပ်ဖို့ဆုံးဖြတ်တာဖြစ်တဲ့အတွက်ကျွန်တော် spontaneous decision ဖြစ်တဲ့အတွက် စီစဉ်ထားတာမဟုတ်ဘဲနဲ့ spontaneous decision ဖြစ်တဲ့အတွက်ကျွန်တော်တို့က where နဲ့သုံးပါတယ် i will happen okay ကျွန်တော်တို့ဝင်ခါစချက်ကြပါပြီဝင်ခါချက်တဲ့အချိန်မှာကျွန်တော်ပြင်ဆင်စရာရှိတာပြင်ဆင်နေပြင်ဆင်နေတဲ့အချိန်မှာအာကျွန်တော်ကချက်တော့မရှိတာကိုတော့ပြီးတော့တည်သွားတယ်တတိတတိထားမိတယ်တတိထားမိတဲ့အချိန်မှာကျွန်တော်တကယ်ချင်းကိုအလှမ်းပြောတယ်ဟာချက်တော့တော့မရှိတော့ဘူးဆိုတော့ तू ကလည်းကျွန်တော်ကိုပြန်ပြောတယ်ဟုတ်လားဆိုလို့ရှိရင်ငါတော့ဝယ်လိုက်မယ် I will go to nearby market and buy it i would go to nearby market and buy it so ဒါကလည်း spontaneous decision ပါ so အစီအစဉ်မရှိဘူးချက်ချင်းပဲ oh ကုန်သွားပြီလားကုန်သွားပြီဆိုလို့ရှိရင်ကဒီနာနီးနားမှာပဲတော့ဝင်လိုက်မယ်ဆိုလို့ရှိရင် i will go where နဲ့တော့မှာလဲ i will go to nearby market nearby mall and buy it အဲ့ဒါကိုတော့ဝယ်လိုက်မယ်ပေါ့နော် so ဒါကလည်း spontaneous decision ဖြစ်တဲ့အတွက် where နဲ့တော့မှာလဲ i will go and diet ဆိုတော့ကျွန်တော်အခုဝယ်အကြောင်းကိုပြောတဲ့အချိန်မှာကျွန်တော်ရှေ့မှာပြောခဲ့တဲ့ going to အကြောင်းလေးကိုသတိရပါဘလို့လဲကွာခြားလဲဆိုတာကိုသတိထားမိမှာဖြစ်ပါတယ်ဆိုတော့ဒါက spontaneous decision လုံးဝပလန်ထားတာမဟုတ်ဘဲနဲ့အဲ့လိုမျိုးပြောရင်းနဲ့ဖြစ်ဖြစ်တဲ့ဟာတွေဆုံးဖြတ်တဲ့ဟာတွေ decision တွေကိုကြတော့ကျွန်တော်တို့ဝယ်နဲ့သုံးပါတယ်ဆိုတော့ spontaneous decision ပေါ့နော်ချက်ချင်းလက်တလောဖြစ်လာတဲ့ အဆုံးပြတ်ချက်တွေကိုကျွန်တော်တို့ပြောတဲ့အချိန်မှာဝယ်ရင်းနဲ့တော့ပါတယ်ဆိုတော့ဝယ်အချောင်းကပြီးပြီလားဆိုတော့မပြီးသေးဘူးဒါတည်းမဟုတ်သေးဘူးပေါ့နော်ဝယ်ကိုတခြားတုံးလို့ရတဲ့ condition တခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ဟုတ်ပြီကျွန်တော်တို့မွင်းကားချက်နေကြပြီမွင်းကားကတော့ချက်မယ်ပေါ့နော်ချက်မယ်ဆိုတော့ကျွန်တော်တို့ကခုပါဦးထင်တယ်ယုံကြည်တယ်မွင်းကားကောင်းမယ်ပေါ့နော်ချက်ပြီးလို့ရှိရင်ရတာရှိမယ်ပေါ့ရှိမယ်ရှိလိမ့်မယ်ပေါ့နော်အာဒါက prediction ပါအဲခံမှန်းရတာပေါ့နော်ခံမှန်းရဟုတ် ငါချက်တဲ့ဟာရေကောင်းပါပဲကောင်းပါပါကောင်းမယ်ပေါ့နော်ငါတို့ချက်တဲ့ဟာမွင်ခါတော့ရတာရှိမှာပါပေါ့ဆိုတော့ our moinka way taste delicious our moinka way taste good our moinka way taste yummy အဲ့လိုမျိုးပြောလို့ရပါတယ် way taste ဒါ prediction လောက်တာ command อ่ะပေါ့เนาะ exemption ပေါ့เนาะ exemption ယူဆတာပေါ့ယူဆရတယ်ပေါ့ကောင်းမယ်ပေါ့เนาะငါရဲ့ငါတို့ချက်တဲ့မွေးငါကောင်းမယ်ပေါ့เนาะ โอเคချက်တာတော့ဟုတ်ပြီဒါပေမဲ့ငါတို့ချက်တဲ့ချက်ပြီးတဲ့အချိန်မှာစားကြည့်တဲ့အချိန်မှာ तू ကောက်မှာပါကောက်မယ်ပေါ့နော် it will taste good it would taste delicious အဲ့လိုမျိုးအသုံးပြုလို့ရပါတယ်ဒါက command တာတို့ကျွန်တော်တို့ guessing လုပ်တာတို့ prediction ပေါ့နော် prediction လုပ်တာတို့မသေးချာတဲ့အရာတွေကိုဟိုဖြစ်နိုင်ရှိရှိတဲ့အရာတွေကိုဖြစ်လိမ့်မယ်ပေါ့နော်ပြောတဲ့အချိန်မှာကျွန်တော်တို့ကဝယ်နဲ့သုံးပါတယ်နောက်တစ်ခုကကြတော့ future continuous tense ပါ future continuous tense ဆိုအနာဂတ်ကာလမှာအနာဂတ်မှာလုံနေစေလုံနေမဲ့အရာတွေကိုပြောတဲ့အချိန်မှာ future continuous tense နဲ့သုံးပါတယ်ကျွန်တော်ဥပမာလေးနဲ့ကြည့်ကြမယ်မွင်ခတ်စားပြီးလို့ရှိရင်စားပြီးလို့ရှိရင်ဘာလုပ်မလဲဆိုတာသူကထပ်ပြောတာမွင်ခတ်စားပြီးလို့ရှိရင်ကျွန်တော်တို့ကရုပ်ရှင်ကြည့်နေလိမ့်မယ်အဲ့အချိန်ကမရောက်သေးဘူးကြိုပြီးတော့ပြောတာမွင်ခတ်စားပြီးလို့ရှိရင်ငါတို့ကတော့ရုပ်ရှင်ကြည့်နေလိမ့်မယ်ဒါတရားမေးခဲ့တယ်ရှိရဲ့ဆိုလို့ရှိရင် ဝင်းကစားပြီးလို့ရှိရင်အဲ့ချိန်မှာငါရုပ်ရှင်ကြည့်နေနေမယ်ငါတို့ရုပ်ရှင်ကြည့်နေနေမယ် after eating ဝင်းက we we'll be we will be watching movie after eating moringa we will be watching movie so you chin chi ne le this afternoon so di nyet ni this afternoon between 4 pm and 5 pm we will be doing shopping now mo chin we will be shopping at nearby mall so အနည်းဆုံး um mall တစ်ခုမှာ shopping ထွက်နေနိုင်မယ် between 4 pm နဲ့5 pm so 4နိုင်နဲ့9နိုင်ကြာအဲ့အချိန်ကာလအချိန်အပိုင်းခြားမှာငါတို့ကတော့ shopping ထွက်နေနိုင်မယ် shopping ထွက်နေမယ်ပေါ့နော်ဆိုတော့ this afternoon between 4 pm and 5 pm we'll be shopping at nearby mall အမျိုးပြောလို့ရတယ်တခြားနောက်တစ်ခုကတော့ ငါတော့အလုပ်လုပ်နေမှာမဟုတ်ဘူးအဲ့ဒီအချိန်တွေမှာ Surely I will not be working at those hours. Surely I will not be working at those hours. So ပါလုံးနေမယ် say ပေါ့နော် continue action တခုကလုံးနေစေ direct set အဲ့လိုမျိုးတောက်လျှောက်လုံးနေနေမယ်ဖြစ်နေမယ်မဖြစ်နေဘူးဖြူချာမှာပေါ့နော်ဖြစ်နေမယ်မဖြစ်နေဘူးပြောတဲ့ဟာကိုကျွန်တော်တို့က future continuous tense နဲ့သုံးပါတယ်နောက်ထပ်တစ်ခုကကြတော့ future perfect ပါ future perfect tense ပေါ့နော် future perfect tense ကကြတော့ကျွန်တော်တို့အနာဂတ်ကာလမှာလာမယ့်အနာဂတ်ကာလမှာ action တစ်ခုကပြီးမြောက်နေနိုင်မယ်ဆိုတာကိုပြောချင်တယ်ဆိုလို့ရှိရင်အာပြီးပြတ်နေနေမယ်ပြီးမြောက်နေနေမယ်အဲ့ချိန်ကြာလို့ရှိရင်တေးချတဲ့အချိန်တကူကြာလို့ရှိရင်ပြီးနေနေမယ်ဆိုတာကိုပေါ်ပြခြင်းနဲ့ပြောခြင်းနဲ့ဆိုလို့ရှိရင် future perfect tense နဲ့သုံးပါတယ် future perfect tense နဲ့သုံးလဲ future perfect tense ကိုနားလည်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ present perfect tense ကိုနားလည်နေတဲ့သူဆိုလို့ရှိရင်တော့ပို့ပြီးတော့မှလွယ်ကူတယ် present perfect tense ကလည်းရှင်းတယ်ကျွန်တော်ရှေ့ပြီးတော့မှတော့ပြောခဲ့တာရှိပါတယ်တော့ကြည့်ကိုပြန်ကြည့်လို့ရပါတယ်အာဆိုတော့ present perfect tense ကတော့တစုံတစ်ခုဒီလက်ရှိကာလမှာ action တစ်ခုခုပြီးမြောက်တယ်ဆိုတာကိုပြောချင်တယ်ဆိုလို့ရှိရင် present perfect tense နဲ့တော့ပါတယ် have plus battery ပါဥပမာအဖြစ်ထမင်းစားပြီးပြီဆိုလို့ရှိရင် i have eaten dinner မနေ့ကစားပြီးသွားပြီ i have eaten lunch i have had lunch အဲ့လိုမျိုးပြောလို့ရတယ်ဆိုတော့ဒါက present perfect tense ပါဆို present perfect tense ကိုကျွန်တော်တို့ way နောက်ကထည့်ပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ future perfect tense ဖြစ်သွားပါတယ်ဆိုတော့အနာဂတ်ကာလမှာဒီ action တစ်ခုကဒီအချိန်မှာပြီးညောင်းနေနိုင်မယ်ဆိုတာကိုပြောလို့ရပါတယ်ဥပမာလေးတစ်ခုနဲ့ကြည့်ကြပါမယ်ဆိုတော့ဆွမ်းနာက story အတိုင်းပဲကျွန်တော်တို့ကဝင်းကစားပြီးရဲ့ဆိုလို့ရှိရင်ကျွန်တော်ရုပ်ရှင်ကြည့်မယ်လို့ရုပ်ရှင်ကြည့်နေလိမ့်မယ်လို့ပြောခဲ့တယ်ဆိုတော့ရုပ်ရှင်ကဘယ်ချိန်ကြလို့ရှိရင်ပြီးနေလိမ့်မယ်ဆိုတာကိုပြောချင်တယ်ဆိုလို့ရှိရင် present perfect tense နဲ့တော့ပါတယ် at 2 pm we will have finished watching movie we will have finished watching movie we နောက်က have plus battery ကိုထည့်ပြီးတော့ပြောလိုက်တယ် at 2 pm နောက်နိုင်ကြလို့ရှိရင်ရုပ်ရှင်ကပြီးနေလိမ့်မယ် we would have finished watching movie အဲ့လိုမျိုးပြောလို့ရပါတယ်နောက်တစ်ခုကကြတော့ future perfect continuous tense ပါ future perfect continuous tense ဆိုတော့ဒါကကျွန်တော်တို့ present perfect continuous tense ကိုနားလည်ရသူဆိုလို့ရှိရင် future perfect continuous tense ကိုနားလည်ဖို့ပိုလွယ်တယ် present perfect continuous tense ကပါလဲပေါ့ present perfect continuous tense ကကျွန်တော်ရှေ့ဗီဒီယိုမှာတော့လည်းပါတယ်ပြောခဲ့တယ် action တစ်ခုခုကဟိုအခု လုံးနေတဲ့စကားပြောနေတဲ့အချိန်ထိတောက်လျှောက်လှုပ်လာနေတာအဲ့ဒါကို present perfect continuous tense နဲ့ပြောတယ်ဥမာအဖြစ်အာကျွန်တော်က i have been talking to my camera i have been talking to my camera for like 50 minutes so ကင်မရာကိုစကားပြောနေကင်မရာနဲ့ကင်မရာကိုကြည့်ပြီးစကားပြောနေတာ15မိနစ်ရှိပြီဆိုတော့ဒီ15မိနစ်တည်း တိတ်ကာလမှာကြံခဲ့ပြီဒါပေမဲ့အဲ့တိတ်အဲ့တိတ်ကာလတုန်းကဒီ action ကစခဲ့တယ်အခုချိန်ထိအဲ့ action ကဆက်ဖြစ်နေတော့ကျွန်တော်စကားပြောတဲ့အချိန်ထိမပြီးသေးဘူးဆိုလို့ရှိရင်အဲ့ဒါက present perfect continuous tense ကိုအလွယ်ပြောတာပါနားလည်အောင်ပြောတာပါအဲ့သဘောတရားအတိုင်းပဲကျွန်တော်တို့ future မှာရောပဲကျွန်တော်တို့ action တစ်ခုတည်အဲ့အချိန်မှာလုပ်နေနေမယ်ဒါပေမဲ့ထားပါတော့ကျွန်တော်ဥပမာလေးနဲ့ပြောပါမယ် at 7 pm ဒါမှမဟုတ်ရှင်လေ by the time it is 7 pm ခုနနာရီကြလို့ရှိရင် by the time it is 7 pm i would have been watching movie ဒါမှမဟုတ်ရှင် i would have been walking အလုပ်လုပ်နေနေမယ် by the time it is 7 pm i would have been walking ဆိုငါအလုပ်လုပ်နေနေမယ်ဒါပေမဲ့အလုပ်လုပ်တယ်ဆိုတာအဲ့ချိန်မှာစပြီးလုပ်တာမဟုတ်ဘူးအဲ့9နာရီမတိုင်ခင်တည်းကကျွန်တော်ကစလုပ်ခဲ့တာဖြစ်နိုင်တယ်9နာရီဘယ်ချိန်ပဲဖြစ်ဖြစ်ပေါ့နော်စလုပ်ခဲ့တာဖြစ်နိုင်တယ် ခုနှစ်နိုင်အချိန်တည်းကိုအလုပ်လုပ်နေတော့မယ်အဲ့ဒါပြောတာဖြစ်ပါတယ်ဒါမှမဟုတ် by the time it is 8 pm i would have been editing my video ငါဗီဒီယိုကို7နိုင်ကြာလို့ရှိရင် editing လုပ်နေနေမယ်ဒါပေမဲ့ editing လုပ်တာဒီအရှင်းနိုင်မတိုင်ရအစရပြီးလုပ်နေတာအချိန်တကူအထိပေါ့နော် by the time it is 8 pm i would have been working on my video video ပေါ်မှာအလုပ်လုပ်နေနေမယ် video အတွက်အလုပ်လုပ်နေနေမယ်ပေါ့နော် By the time it is 8 p.m., I would have been working on my video. Okay, future perfect continuous tense ကိုပို့ပြီးတော့မှနားလည်လွယ်အောင်ကျွန်တော်စောနာက story နဲ့ပြန်ချိန်ပါမယ်။ဆိုတော့ကျွန်တော်တို့မိုးရင်ခက်ဇလန်ကတော့ပြီးသွားပြီ။ဆိုတော့ကျွန်တော်ငွေချင်းကတော့ပြန်သွားပြီ။ဒါပေမဲ့လမ်းမှာပဲအဲသူကရထားစောင့်နေတယ်။ဆိုတော့9နာရီလောက်ကြာလို့ရှိရင်သူရထားစောင့်နေလိမ့်မယ်။ကျွန်တော်ကပြောချင်တယ်ပေါ့နော်။အဲ့ဒါကိုပြောချင်တယ်ဆိုလို့ရှိရင် at 9 p.m. maybe by the time it is 9 p.m. he would have been my friend would have been waiting for the train would have been waiting for the train so 9နိုင်လောက်ကြာလို့ရှိရင်သူယထာစောင့်နေနေမယ် so စောင့်နေနေမယ် so 8 action ကမပြီးသေးဘူးဒါပေမဲ့8 action ဒီ9နိုင်မှာစပြီးတော့ဟိုဟာဖြစ်တာမဟုတ်ဘူး9နိုင်မတန်းမတိုင်ခင်တည်းကလေသူစောင့်နေရဖြစ်နိုင်လေ9နိုင်အထိကို तू ကစောင့်နေတော့မယ်အဲ့ဒါကိုပြောချင်တာ so အဲ့ဒါကိုပြောချင်တယ်ဆိုလို့ရှိရင် present oh no sorry future perfect continuous tense နဲ့ပြောလို့ရပါတယ် by the time it is 9 pm my friend would have been waiting for the train ရထားစောင့်နေနေမယ်နောက်တစ်ခုကကြတော့ by the time it is 9 pm ထားပါတော့9 pm 9နိုင်မှာပဲ i would have been working on my video ငါ့ရဲ့ video အတွက်ငါလုပ်လုပ်နေနေမယ်9နိုင်ကြလို့ရှင်ဒါအချိန်အထိကိုအချိန်ဒီမှာ လုံတက်ရှော့လုံနေနိုင်မယ်ဆိုတော့ကိုယ်နိုင်မတိုင်ခင်မှာအတေကဒီဗီဒီယိုကိုစလုပ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ at 9 pm i would have been waiting i i would have been working on my video i would have been editing my video အဲ့လိုမျိုးပြောလို့ရပါတယ်ဆိုတာက future perfect continuous tense ကိုပြောတာဖြစ်ပါတယ် last but not least နောက်တစ်ခုက might သို့မဟုတ် may ပါ might နဲ့ may ကကျွန်တော်တို့ possibility ရေကိုပြောတဲ့အချိန်မှာအသုံးပြုပါတယ်အနာဂတ်ကာလမှာဖြစ်နိုင်ခြေရှိတဲ့အရာဖြစ်နိုင်ခြေရှိတဲ့အရာတွေကိုပြောတဲ့အချိန်မှာအသုံးပြုပါတယ်မတိကျတဲ့အရာတွေပေါ့နော်ဆိုတော့ဖြစ်နေဖြစ်မယ်မဖြစ်နေမဖြစ်ဘူးလုံးရင်လည်းလုံးရင်မလုံးရင်လည်းမလုပ်ဘူးဖြစ်လာရင်လည်းဖြစ်လာမယ်မဖြစ်လာရင်လည်းမဖြစ်လာဘူးပေါ့နော်အဲ့လိုအရာတွေပြောတဲ့အခါမှာကျွန်တော်တို့ might သို့မဟုတ် may နဲ့အသုံးပြုပါတယ်ဆိုတော့ဥပမာလေးတွေပြောမယ်ဆိုလို့ရှိရင် why i am walking on my video i might have a drink ငါဗီဒီယိုကို editing လုပ်တဲ့အချိန်မှာငါအရေးတစ်ခွက်တောက်နေတယ်တောက်မယ်မတောက်ချင်လည်းမတောက်ဘူး while i am working on my video i might have a drink so အရေးတစ်ခွက်တောက်ရင်တောက်မယ်မတောက်ရင်မတောက်ဘူး after working အလုပ်လုပ်ပြီးတဲ့အချိန်မှာ i might i might have a chat with my friends that are living abroad so အလုပ်လုပ်ပြီးတဲ့အချိန်မှာငါတငယ်ချင်းတွေနဲ့စကားပြောကောင်းပြောနိုင်တယ် အာပြည်ပမှာနေတဲ့ငွေချင်းနေစကားပြောကောင်းပြောနိုင်တယ် chat လုပ်မယ်ပေါ့ chat တင်လုပ်မယ်ပေါ့မပြောချင်နေမပြောဘူးငါတေချာလို့မပြောဘူးပေါ့နော် that's why i'm using might the whole mego အသုံးပြုတာဖြစ်ပါတယ် so might နဲ့ mego ဖြစ်နိုင်ခြေရှိတဲ့ possibility ကိုပြောတဲ့အချိန်မှာကျွန်တော်တို့ take အနာဂတ်ကာလမှာဖြစ်လာမယ်ဖြစ်နိုင်ရှိတဲ့အရာတွေကိုပြောတင်တယ်ဆိုလို့ရှိရင်မတိကျတဲ့အရာတွေဖြစ်ကောင်းဖြစ်နိုင်တဲ့အရာတွေကိုပြောတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ might တော့မဟုတ်မင်းနဲ့အသုံးပြုပါတယ်ဆိုတော့ i might have a drink i might have a chat with my friends ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာ future အနာဂတ်ကာလကိုပြောဖို့အတွက်အနာဂတ်ကာလကိုဖော်ပြဖို့အတွက်ကျွန်တော် going to က blue condition မှာသုံးတယ် present continuous tense က blue condition မှာသုံးတယ် present simple ကဘာအတွက်သုံးပြုလဲ blue condition နဲ့ apply ဖြစ်လဲ future tense က future simple ကဘယ်လိုနေရာမှာသုံးပြုလဲ future continuous tense ကရော blue condition အတွက်လဲ future perfect tense ကဘယ်လို condition အတွက်လဲ future perfect continuous tense က ဘလို့အခြေအနေမျိုးမှာအသုံးပြုလဲပြီးလို့ရှိရင် may နဲ့ might ကဘာအတွက်လဲဆိုတာကိုရှင်းပြခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုမှာတစ်စုံတစ်ခုလိုအပ်တာရှိရဲဆိုလို့ရှိရင်လည်း comment box မှာရေးသွားပေးလို့ရပါတယ်အမြင်နဲ့ share သွားပေးလို့ရပါတယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုကြာလို့ရှိရင်ဒီထက်ပိုကောင်းတဲ့ content လေးတွေကို share နဲ့အောင်ကြိုးစားပေးပါမယ်ဒီဗီဒီယိုကအသင်းအတွက်တစ်စုံတစ်ခုအကျိုးပြုတယ်အထောက်အကူပြုတယ်ဆိုလို့ရှိရင် like and share ပေးဖို့လည်းမေးပါနဲ့ subscribe လုပ်ထားပေးဖို့လည်း မမေ့ပါနဲ့ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲ have a nice day ပါနောက်ဗီဒီယိုကြလို့ရှိရင်ပြန်တွေ့ပါမယ် see you in the next video guys have a good one peace